အမေဖခင်ရဲ့အချိန်တိုင်းထဲမှာအဒီ Zoom meeting အဖြစ်ပေါ့နော်ကျွန်တော်ပြန်လဲဆုံတွေ့ခွင့်ရတဲ့အတွက်ဖခင်အကြီးစိုးတော်ကိုချီးမွမ်းနေဒီလိုအချိန်တိုင်းခွင့်ကောင်းကိုပြည့်စုံပေးတဲ့ဖခင်ကိုချီးမွမ်းတယ်လို့အသက်ဆိုင်ရာနီကိုစီယာမြအားလုံးကိုလည်းကျေးဇူးတင်နေဆိုတာကိုရှိဦးစွာပြောချင်တယ်ဆိုတော့ဒီနေ့ညမှာခုနကတော့ကျွန်တော်အားလုံးဝန်ခံသွားတဲ့အတိုင်းမျိုးပေါ့နော်အဲဆရာယူရတန်ချမ်းမှာတော့ ပြရိတ်တော်မရှိတဲ့တို့သည်အကျိုးအနယ်ဖြစ်ကြ၏တရားတော်ကိုစောင့်တော်သူမူကားမင်္ဂလာရှိ၏မြတ်မဆံမြူချမ်းမှာကြတော့ပြရိတ်နမိတ်မရှိလင်လူတို့သည်စီလောဝါလောပြုမူတတ်ကြ၏ပညာတရားကိုစောင့်ထိန်တော်သူမူကားမင်္ဂလာရှိ၏နော်ဆိုဒီကျမ်းချက်လေးကိုအခြေခံပြီးတော့ကျွန်တော်တို့ကပ္ပဥကျမ်းထဲမှာရှိတဲ့ မိသားစုတစုအကြောင်းလေးကိုကျွန်တော်ဒီညမှာဆင်ခြင်နှလုံးသွင်းဖို့ရတဲ့ဖြစ်တယ်။အဲ့ဒါပါလေဆိုတော့ဣဇက်နဲ့ဒီနေ့အာရေဘကာရဲ့မိသားစုအကြောင်းလေးဖြစ်တယ်ပေါ့နော်။ဣဇက်နဲ့ရေဘကာရဲ့မိသားစုအကြောင်းဖြစ်တယ်။ဆိုတော့ကဘာဦးချန်ခန်းကြီးအာ25အငယ်28မှာရေးထားတဲ့အရာလေးကိုကျွန်တော်အရင်ဖတ်ချင်တယ်။ဣဇက်ဒီ တောကောင်သားကိုကတွင်တွေ့တော်ကြောင့်ဤတောကိုချီရေဘကမူကယာကုတ်ကိုချီနော်ဒီအရင်းနဲ့စကြတယ်ဣဇက်သည်တောကောင်သားကိုကတွင်တွေ့တော်ကြောင့်ဤတောကိုချစ်တယ်ဆိုတော့ဒီဣဇက်နဲ့ရေဘကကိုဖခင်ကတားနှယောက်ပေးတယ်နော်အမွာတားနှယောက်ဖြစ်တယ်ဆိုတော့ဣဇက်နဲ့ယာကုတ်ရဲ့ character လုံးဝမတူနော် သူတို့ရဲ့အသက်ရှင်မှုပုံစံသူတို့ရဲ့အလေးအလာတွေကလုံးဝမတူပါဘူးဆိုတော့အဲ့ဒီမှာအာဤတော့ရဲ့ပုံစံဘယ်လိုလဲဆိုတော့တကယ်ကိုဟောပေါ့ကျွန်တော်တို့ဒီမြင်တာထင်တာအောင်ပြောရင်တော့အမွေအမြင်တွေနဲ့ကြကြာရရပေါ့နော်တိုက်မယ်ခတ်မယ်ဆိုတဲ့သဘောမျိုးပေါ့နော်တကယ်ကိုမုတ်ဆိုးပုံစံသူကရှိပြီးတော့ရကောက်ကြတော့တိမ်မွေးနှူးညံ့ပြီးတော့အိမ်မှာပဲ နေရသူဖြစ်တယ်ပေါ့နော်သူရဲ့ပုံစံဆိုတော့အကိုအီတော်လုပ်တဲ့သူကတော်တဲ့ကိုထွက်ပြီးတော့အမြဲတမ်းသားကောင်းတွေကိုရှာတယ်ရှာပြီးတော့ဖခင်လုပ်တဲ့သူတွေကိုကျွေးတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ခုနတော်ကကပောက်ချန်ခန်းကြီး25ငွေ28ကိုဖတ်ရတဲ့အကြောင်းရင်းကဣဇက်ကပါကြောင်းဣတော်ကိုချစ်တယ်ဆိုတဲ့စကားလေးနဲ့အရင်ဆုံးအစပြုခြင်းတယ်ဆိုတော့ဒီနေရာမှာ ဣဇက်ကဘာကြောင့်ဤတော့ကိုအရင်ဆုံးချစ်တာလဲလို့ပြောတဲ့အခါမှာအာတောကောင်သားကိုစားရလို့ဖြစ်တယ်။တနည်းအားဖြင့်သားကြီးကနော်ရှာကြွေးလို့စားနေရလို့ချစ်တယ်ဆိုတဲ့အကြောင်းအကြောင်းလေးကိုပဲဖော်ပြထားတာဖြစ်တယ်။ဆိုတော့ဒီနေရာမှာရေဘက်ကကျတော့ဗာရေးထားလဲဆိုရေဘက်ကမူကယာကုပ်ကိုချစ်ဤနော်ဆိုတော့အင်္ဂလိပ်ကျမ်းမှာလည်းအဲ့လိုပဲ ရဘကာယာကုပ်ကိုချစ်တာကရေရွရှင်ရှင်ပဲချစ်တယ်ပဲရေးထားတယ်အကြောင်းပြချက်မရှိဘူးနော်ကျွန်တော်တို့ပြောနေကြစကားလေးရှိတယ်လေဘာလဲအချစ်မှာအကြောင်းပြချက်မရှိဘူးပေါ့လေနော်ဆိုတော့ဒါဆိုလို့ရှိရင်ဣဇက်ကဣတော့ကိုချစ်တာဟာတောကောင်သားတွေစားရတဲ့အတွက်ချစ်တယ်ဆိုတော့ရဘကာကျတော့ဘာကြောင့်ယာကုပ်ကိုချစ်တာလဲဆိုတော့အိမ်မှာနေတဲ့သားမလို့ချစ်တာလည်းမဟုတ်ပါဘူးနော် ရပခကဘာလို့ရကုတ်ကိုချစ်တာလဲဆိုတော့ခုနကကျွန်တော်အပေါ်ကတုတ်တန်ချန်ခန်းကြီး29အငယ်78မှာပါတဲ့အကြောင်းအရာလေးကအခြေခံဖြစ်တယ်အဲ့ဒါပါလဲဆိုတော့ရပခဟာဒီကိုဝင်ကိုလွယ်တဲ့အခါမှာဒီအမွှာကြီးကိုနှစ်ယောက်ရဲ့ကိုဝင်ကိုလွယ်တဲ့အခါမှာဖရာရဲ့ပြာရိတ်စကားရှိတယ်တနည်းအားဖြင့်ဖရာရဲ့စကားသူရှိကိုရောက်လာတယ်အဲ့ဒီစကားမှာဘာပြောလဲဆိုတော့ အကြီးငါမုန်းနေတဲ့အငယ်ငါချစ်တယ်တဲ့နော်ဆိုတော့အာဒီဖျားစကားရောက်လာတဲ့အရာပေါ်မှာရဘကာဟာယက်တည်တာဖြစ်တယ်ဒါကြောင့်ရဘကာဟာသူ့ရဲ့သားနှစ်ယောက်မှာသူကယာကုပ်ကိုချစ်တယ်ဆိုတဲ့အရာမှာဒီမှာဘာမှတော့မရေးထားပေမဲ့သူဟာဖျားရဲ့အာရွေးချယ်ခြင်းပေါ်မှာသူဟာရွေးချယ်တယ်ဆိုတာလေးကို ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ အာဤတော်နဲ့ရာကုန်ရဲ့ဇလန်ဟာကျွန်တော်အားလုံးသိပြီးသားဖြစ်တယ်ဒါပေမဲ့အာကျွန်တော်ရတဲ့အရာလေးကိုလည်းပြောချင်တာဖြစ်တဲ့အတွက်အာနောက်တစ်ဖန်ပြန်ပြောချင်တယ်နော်ဆိုတော့ဤတော်ဟာအမြဲတမ်းအမဲလိုက်ထွက်တယ်တော်ထဲသွားတယ်ဆိုတော့ရာကုန်ကကျတော့အမြဲတမ်းအိမ်မှနေတယ်ချက်ပြုတ်တယ်မိခင်နဲ့အတူတည့်ရဤတော်ဟာတော်ထဲကပြန်လာတဲ့အခါမှာ เนาะဆိုတော့အာယာကုတ်ချက်တဲ့အရန်မွေးတဲ့အစားအစာဖြစ်တဲ့ပဲဟင်းပေါ့เนาะဆိုတော့ပဲဟင်းကိုတော့အရန်စားချင်တယ်အရန်စားချင်တယ်ဘာလို့စားချင်တာလဲဆိုတော့ဘတ်အရန်စားတဲ့အချိန်ဖြစ်တယ်ပဲအစားအစာမဆိုအကောင်းဆုံးเนาะစားလို့အကောင်းဆုံးချင်ရပဲအချိန်လဲလို့ပြောရင်ပိုက်အစာဆုံးအချိန်ဖြစ်ပါတယ်။နောက်ပိုက်စာလို့ရှိရင်လေသမင်းစီစမ်းနေတော့မှတော်တော်ကောင်းပါတယ်။ เนาะကျွန်တော်ညရောဆိုပိုက်စားလို့တော့သမင်းစီစဉ်လေးတွေပဲစားခဲ့ကြတယ်ဆိုတော့ဒီညမှာအီတော့ကအရန်စားလောင်နေပြီအပြင်ကပြန်လာတဲ့အခါမှာသူညီရာကုတ်ချက်တဲ့ပိန်းကိုတွေ့တဲ့အခါမှာငါ့ကိုဒါလေးကိုကြွေးပါလားလို့ပြောတဲ့အခါမှာဒီနေ့ဒီညမှာရာကုတ်ကမလုပ်လေလို့ပြောတဲ့အခါမှာတာဥအရာကိုငါ့ကိုရောင်းပါနော်တင်းနဲ့ဆိုင်တဲ့တာဥအရာကိုရောင်းလို့ရှိရင် ငါကြွေးမယ်လို့ပြောတဲ့အခါမှာအီတော့ပြန်ပြောတဲ့စကားလေးကဘာပြောလဲဆိုတော့ငါဟာတဲ့ဒီတာဥအရိုက်အရာနဲ့ပတ်သက်ပြီးဘာအကျိုးရှိမလဲတဲ့ငါတည်လူပြီတဲ့နော်ငါတည်လူပြီလို့ပြောတယ်ဆိုတော့ဒီလိုပြောတဲ့အခါမှာကာလီဒီစကလုံးရပဲကြည့်တဲ့အခါမှာအီတော့နဲ့ညာကုတ်ဟာအတက်ရွယ်အရန်ကွာတယ်လို့ထင်เสียအကြောင်းရှိတယ်တကယ်တော့အဲ့လိုမှမဟုတ်တာ ဤတော့ကိုမွေးထုတ်တဲ့အခါမှာရကုတ်ကနော်ဤတော့ကိုကိုင်ပြီးတော့မွေးလာတယ်လို့ကျန်းစာမှာရေးထားတယ်။ဆိုတော့ through ဟာကိုအရင်စက္ကန့်ပိုင်းအလုံးစုံထားပါတော့10မိနစ်ပေါ့။ဆိုတော့ဤတော့ရဲ့ပြောပုံအရသူဟာအရင်အသက်ကြီးပြီးသူညာအသက်အရင်ငယ်သေးတယ်လို့မျိုးဒီစကားကိုကျွန်တော်ထင်မှတ်เสียရှိဆိုတော့အဓိကပါလဲဆိုတော့ဒီနေရာမှာကျွန်တော်ယူချင်တဲ့ point လေးတစ်ခုကပါလဲလို့ပြောရင် အီတော်ဟာဖျားပေးထားတဲ့တနည်းအားဖြင့်ပြောရင်မွေးရာပါအခွင့်အရေးဖြစ်တဲ့သူရဲ့ birth right ကိုသူဟာတန်ဖိုးမထားဘူးဆိုတော့ဒီနေ့ကျွန်တော်တို့ဒီ zoom meeting ထဲမှာရှိနေတဲ့ကျွန်တော်အင်ကာဝင်အရောက်ချင်းစီတိုင်းမှာဒီနေ့မြေကြီးပေါ်မှာလူဖြစ်နေကျွန်တော်တို့မွေးဖွားလာကြတဲ့ကျွန်တော်တို့အရောက်ချင်းစီတိုင်းမှာ ဖျားသခင်ရဲ့စေလွတ်တဲ့ရည်ရွယ်ချက်အကြံစီစီမံကိန်းရှိပြီးသားဖြစ်တယ်။ကျွန်တော်တို့အတီးတီးနဲ့ဆိုင်တဲ့ bird right ဆိုတာရှိပြီးသားဖြစ်တယ်။ဒါကိုကျွန်တော်ရှေ့ဥစွာဒီနေရာမှာအီတိုရဲ့အမှားကနေကျွန်တော်သင်ခန်းစာယူရမယ့်အချက်ကပါလေဆိုတော့လောကအရာတွေကြောင့်ဖျားကျွန်တော်တို့ကိုထားတဲ့ရည်ရွယ်ချက်အကြံစီစီမံကိန်းဖြစ်တဲ့မွေးရပါဖျားဖြစ်ပွားစေတဲ့ เนาะကျွန်တော်ကခန္ဓာမှာပဲမိဘကမွေးရုံသာမဟုတ်ဘူးခရစ်တော်ဝိညာဉ်တော်ထဲမှာကျွန်တော်ဒုတိယအချိန်မွေးရတော်သူဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ထာဝရနဲ့ဆိုင်တဲ့မွေးရပါအခွင့်အရေးကိုကျွန်တော်ကအေတော်ကေတုမထီမဲ့မြင်မပြုမိဖို့ရန်အတွက်ကျွန်တော်ရှေးဥစွာကျွန်တော်အသက်တာမှာအထူးသဖြင့်သတိထားဖို့ရန်အတွက်ဖြစ်တယ်။ဆိုတော့ဒီလိုပြောတဲ့အခါမှာတစ်ဖက်မှာယာကုပ်ဟာလည်း သူ့ရဲ့မွေးရပါဘတ်ရိုက်မွေးရပါ အခွင့်ရေးကိုတံပိုးထားရမယ့်အစားတပားသူ့ရဲ့မွေးရပါအခွင့်ရေးကိုပဲစိတ်ဝင်စားတယ်သူများနဲ့တူခြင်းတယ်သူများရတဲ့အရာကိုရခြင်းတယ်သူများဖြစ်တယ်လို့ဖြစ်ခြင်းတယ်ဒီနေ့အေးတော်ကိုဖျားဖြစ်ပွားစေတဲ့အခါမှာအေးတော်တို့ဖျားရဲ့အကြံစီရှိပြီးသား ယာကုတ်ကိုဖျားကဖြစ်ပွားစေတဲ့အခါမှာယာကုတ်ကိုဖြစ်ပွားစေတဲ့ဘုရားရဲ့ရည်ရွယ်ချက်ရှိပြီးသားဖြစ်တယ်။တမန်ကျမ်းစာထဲမှာပြောထားတဲ့အရာကဖျားကယာကုတ်ကိုကောင်းကြီးပေးမယ်လူမျိုးကြီးဖြစ်စေမယ်ဒီလမ်းကြောင်းကရှိပြီးသားလူအနေနဲ့လှုပ်ကြံဖန်တီးယူစရာမလိုဘူးလူအနေနဲ့လှုပ်နေသမျှအရာအလုံးဟာဘာသာရေးဖြစ်တယ်ဒီနေ့ယာကုတ်ဟာဒီအမှုအရာကိုလုပ်တယ် ဆိုတော့တစ်ဖက်ကကြည့်ရင်တော့အာတာဥအရာကိုပဲရင်းနဲ့လဲလဲတက်တယ်ဆိုပြီးတော့ကျွန်တော်တို့ကတော့အာချီမွန်ခွချီမွန်ခံဖွင့်စရာရှိတယ်ပေါ့နော်တစ်ဖက်ကနေကျွန်တော်တို့ဒီဝိညာဉ်သဘောအရာကြည့်တယ်ဆိုရင်တော့ပဲရင်းလို့ခေါ်တဲ့ညီကြီးအရာနဲ့သာဝရအရာဖြစ်တဲ့တာဥအရာကိုလဲလဲတက်တယ်ဆိုတဲ့အရာကိုတော့သင်္ကန်းစာဆွဲထုတ်လို့ရတယ်ဒါပေမဲ့ ကျွန်တော်အားလုံးဟာအီတော်ဖြစ်နေပါစေ၊ယာကုပ်ဖြစ်နေပါစေကျွန်တော်တို့မှာထားထားတဲ့ဘုရားရဲ့ယူရချက်အကျံစီစီမံကိန်းဖြစ်တဲ့မွေးရပါထာဝရနဲ့ဆက်ဆိုင်တဲ့မွေးရပါအခွင့်အရေးကိုကျွန်တော်တို့အားလုံးကတန်ဖိုးထားဖို့ဖြစ်တယ်။ဆိုတော့ဒီညမှာကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်တို့အီတော်ရဲ့အသက်တာကိုလည်းကျွန်တော်ကြည့်တဲ့အခါမှာနော်တရက်ကြတော့ဣဇက်ကကဲငါသား မင်းကိုကောင်းချီးပေးမယ်မင်းကိုငါကောင်းချီးပေးခြင်းတယ်ဒါကြောင့် तू ဟာအီတော်ကိုကောင်းချီးပေးဖို့ရွေးချယ်ခြင်းနဲ့အတူရွေးချယ်ရတဲ့အကြောင်းရင်းကလည်းပါလဲဆိုတော့ तू ဟာအီတော်ရှာပေးတဲ့တော်တွေကအမေသားကိုချက်ပြုတ်ပြီးစားရတဲ့အရာတော့ကျင်းနေတယ်ဒါကြောင့်လည်းအီတော်ကိုချစ်တယ်တဖက်မှာအီတော်လုံနေတဲ့အရာတွေကိုကျွန်တော်ကြည့်တဲ့အခါမှာเนาะ ခါနဲ့အမျိုးသမီးတွေနဲ့အိမ်ထောင်ပြုတယ်ဟိတ်တီအမျိုးသမီးတွေနဲ့เนาะအိမ်ထောင်ပြုပြီးတော့မိဘကိုစိတ်ပူပန်စေတော်သူဖြစ်တယ်လို့ပြောထားတယ်ဒီလိုမျိုးမိဘကိုစိတ်ပူပန်စေတော်သူဖြစ်သည့်တိုင်အောင်ဤဇဟာသူစားရတဲ့အစာအစာအတွက်သူဟာသူ့ရဲ့ခြေနှက်မှုတစ်ခုအတွက်သူကဖယားရဲ့ပေးထားတဲ့ဗျာဒိတ်စကားပေါ်မှာ ယက်တီရမယ်အစားသူရဲ့အသွေးသားတမတ်တဲ့အရာပေါ်မှာရွေးချယ်ပြီးကေတာဤတော့မင်းသွားပြီးတော့အမေသားသွားရှာလာခဲ့ပါအဲ့ဒီအမေသားကိုငါစားပြီးတဲ့အခါမှာမိငုံကကောင်းချီပေးမယ်လို့သူပြောတယ်ဆိုတော့ဤတော့သွားတယ်ဤတော့သွားပြီးတော့ပြန်လာတဲ့အခါမှာကျွန်တော်တိပိသားဖြစ်တဲ့အတိုင်းရှေ့မှာယာကုတ်ကဝင်ပြီးတော့ကောင်းချီမင်္ဂလာတဲ့အားလုံးယူသွားပြီးဖြစ်တယ် ဆိုဒီညမှာအီတော့သူ့အဖေရဲ့အီဇက်ကိုတောင်းဆိုတယ်အဖေနင်းနေမှမကြံဘူးလားလို့ပြောတဲ့အခါမှာမကြံဘူးတဲ့နော်လောမကြံသူ့အတွက်အခွင့်အရေးမရှိဘူးတစ်ဖက်ကပြောရင်အီတော့ဟာဖျားပေးထားတဲ့မွေးရပါအခွင့်အရေးကိုတန်ဖိုးမထားခြင်းကြောင့်သူဟာမိဘထံကအီဇက်ဖခင်အီဇက်ရဲ့ကောင်းချီးပေးစကားကနေလွဲချော်သွားတာဖြစ်တယ်ဆိုတော့ ဒါကြောင့်လည်းပဲတချို့ကစဉ်းစားမှာပေါ့ဟာဖျက်သခင်ကလည်းမွေးလာတာအတူတူဘာလို့အီတော်ကိုမုံနာလဲဆိုတော့အီတော်ဟာဖျားပေးထားတဲ့မွေးရပအခွင့်အရေးကိုမထီမဲ့မြင်ပြုမယ်ဆိုတာကိုကြိုသိတဲ့ဖျားဟာကြိုပြီးတော့သူ့ရဲ့မိခင်ကိုစကားပြောထားခဲ့တာဖြစ်တယ်ဆိုတော့ကောင်းခြင်းမလား ဣဇက်ဒီနေရာမှာကျွန်တော်ဣဇက်ကိုသဘောချတဲ့အရာလေးတစ်ချက်ကျွန်တော်သွားတွေ့မိတယ်အဲ့ဒါဘာလဲလို့ပြောတော့တကယ်တော့စကားပဲလေကောင်းကြီးစကားဆိုတော့เนาะအေးထရော်ဖျားတင်းအောင်ကောင်းကြီးပြပါစေငါသားရဲ့ဘာပဲဖြစ်ဖြစ်မင်းရဲ့ညီမမရသေးတဲ့ကောင်းကြီးငရဲအားလုံးမင်းရပါစေကွာဆိုပြီးတော့ကျွန်တော်လွလွင်နဲ့စကားလုံးကိုပြောထုတ်လို့ရပါတယ်ဒါပေမဲ့ဣဇက်ဟာသူပြောတဲ့ကောင်းကြီးမင်္ဂလာစကားကိုသူတန်ဖိုးထားတယ် ဆိုဒီညမှာတစ်ဖက်မှာအီတော်အတွက်ကောင်းကြီးမင်္ဂလာမကြံဘူးတစ်ဖက်မှာအီဇက်ပြောတဲ့အာစကားကိုကျွန်တော်စင်ချင်ဂျေအားဖြင့်ကျွန်တော်ပါဝသင်္ကန်းစာရလဲလို့ပြောတဲ့အခါမှာဖယားကိုချစ်တဲ့အီဇက်ဟာသူပြောတဲ့စကားကိုတံမိုးထားတယ်ဘယံပတာရှောက်မပြောဘူးသူသူအရှိမသူလှုပ်ဆောင်ခဲ့တဲ့အရာလေးတွေကအသားကြိုက်လို့သူလှုပ်ခဲ့တာဖြစ်ပေမဲ့သူကောင်းကြီးပေးပြီးလိုက်တဲ့နောက်မှာ ဟာအဲ့ဒီကောင်ငါ့ကိုလိန်သွားတယ်ကွာဆိုပြီးတော့လေရှောက်ပြီးတော့သူကလေစကားကိုဘလောင်းပလဲပြန်မပြောဆိုတော့ဒါကဤဇက်အသက်တာထဲကနေလဲပြန်လဲစင်ကျင်စရာဖြစ်တယ်လို့အေးတော်ရဲ့အသက်တာထဲမှာလဲပဲစင်ကျင်ရမယ့်ရာကဖျားပေးထားတဲ့မွေးရပါအခွင့်အရေးကိုတံဖိုးမထောက်ပဲဟင်းတစ်ခွက်နဲ့တော့လေစာခဲ့တဲ့အခြေအနေတိကိုတံဖိုးမထားတဲ့သူဖြစ်တယ်ဆိုတော့ဤဇက်ရဲ့အသက်တာမှာလဲ ကျွန်တော်တို့ဒီကပ္ပဦးချမ်းကိုကြည့်တဲ့အခါမှာအာပြတ်ဟန်အကြောင်းကအခြေတဝန်ပါတယ်။နောက်ပြီးတော့ယာကုတ်ရဲ့အကြောင်းကလည်းအခြေတဝန်ပါတယ်။ဒါပေမဲ့ဤဇက်အကြောင်းကနည်းနည်းပဲဒီကောင်းကြီးမင်္ဂလာပေးတဲ့အကြောင်းရဲ့တတို့သမီးကိုလက်ထပ်ထိမ်များတဲ့အကြောင်းအရာရဲ့ပြီးတဲ့အခါမှာရည်တွင်ဖိုးတဲ့ရည်တွင်တူးတဲ့အကြောင်းအရာရဲ့မြင်းများဆဆမပါဘူးဤဇက်အသက်တာမှာဆိုတော့ကောင်းမီတာဆိုလို့ရှိရင်ဤဇက်ကလည်းပဲ သူ့ရဲ့အသွေးအသားရဲ့တတ်မှတ်တဲ့အရာပေါ်မှာပဲမူတည်ပြီးတော့သူ့သားကိုကောင်းချီးပေးဖို့ကြံရွယ်တဲ့အသွေးသားရဲ့တတ်မှတ်ခြင်းတော့ကိုသူလိုက်ဖို့စဉ်းစားချက်စီပေးမယ်ဖခင်ရဲ့အလိုတော်သားလင်းเนาะဣဇရဲ့မိသားစုပေါ်မှာပြည်ဆောင်သွားတယ်ဆိုတာလဲကျွန်တော်တို့သင်္ကန်းစာယူစရာရှိတယ်ကေဒါဆိုလို့ရှိရင်အာကျွန်တော်တို့ယာကုပ်ရဲ့ เนาะยากုတ်ရဲ့အကြောင်းလေးကိုလည်းကျွန်တော်ဆက်လက်ပြီးကြည့်ဖို့ဖြစ်တယ်ยากုတ်နဲ့မိခင်ရဘက်ကဘောလေးเนาะခုနကတော့ကျွန်တော်တို့အပေါ်မှာဖတ်ပြီးသားရဘက်ကဒီยากုတ်ကိုချစ်ဤဘာအကြောင်းပြချက်မှမပါဘူးဟာအသားရှာပေးလို့ဟာအဝိရှောကူလို့ဘာညာတရကခုမှမပါဘူးยากုတ်ကိုချစ်တယ်ဘာကြောင့်ဒီလိုဖြစ်ရတာလဲလို့ပြောတဲ့အခါမှာရဘက်ကဟာ ဖယားသူ့ကိုပေးထားတဲ့ဗျာဒိတ်စကားပေါ်မှာပဲယက်တီအသက်ရှင်ခဲ့တယ်။ဆိုတော့ယာကုပ်ကိုသူ့အမေရဘကာပြောတယ်။ကဲငါသားယာကုပ်မင်းအဖေကတော့မင်းကိုကိုကောင်းကြည့်ပြီးတော့မယ်။တော်ထဲမှာအသားအကောင်သွားရှာခိုင်းနေချက်ပြုတ်ပြီးမင်းကိုကောင်းကြည့်ပြီးတော့မယ်။ဒါကြောင့်မင်းအဖေဘလို့ကြိုက်တယ်ဆိုတာငါသိတယ်။ငါချက်မယ်။ ဆိုတော့ယာကုပ်လည်းပဲခုနကတော့တာဟုအရာနဲ့ဆိုင်တဲ့အရာကိုပေးရင်တစ်ခွက်နဲ့ဝယ်ခဲ့ပြီမဲ့ဒီလိုမျိုးကိစ္စကြုံလာတဲ့အခါမှာသူလဲကြောက်တယ်အမေကျွန်တော်အကူနဲ့ကျွန်တော်ရဲ့ပုံစံမတူဘူးကျွန်တော်အကူကအမွေးမြင်နေတယ်ကျွန်တော်အကူကအနတ်အသက်တည်နေကျွန်တော်အတန်လည်းမတူဘူးရတယ်ငါစီစဉ်မယ်ငါသာနာခံပါ ရေဗကာဒီမှာပြောတဲ့စကားလေးကဘာလဲဆိုတော့အကယ်၍များတဲ့မိကျင့်ချင်းခံရမယ်ဆိုရင်အဲ့ဒီကျင့်ချင်းအမင်္ဂလာအလောကငါ့အပေါ်မှာကြပါစေတဲ့ဖျားထထားတဲ့လမ်းကြောင်းပေါ်မှာတည်ဆုံဖို့ရန်အတွက်သူ့ဘဝရေဗကာရဲ့ဘဝဘလောက်တိစတဲ့စတဲ့ရပါစေသူဟာစတဲ့မယ်ဆိုတဲ့အသက်ရှင်ခြင်းကိုတွေ့ရတယ်ကျွန်တော်အသက်တာမှာ အလိုတော်ရဲ့ဖရာရဲ့အလိုတော်ကောင်းကင်နိုင်ငံရဲ့အလိုတော်ဟာမြေကြီးဖြစ်တဲ့ကျွန်တော်တို့တဦးတယောက်ချင်းစီတိုင်းမှာပြည်စုံဖို့ရန်အတွက်ကျွန်တော်တို့ကရဘကာကဲ့သို့ဘလောက်ထိကျွန်တော်အဆုံးရှုံးအပြတ်အသုံးခံကြမလဲဆိုတာလေးကလည်းကျွန်တော်တို့ဒီနေရာမှာစင်ကြယ်เสียရှိတယ်ဆိုတော့ဖရာစကားတိုင်းရဘကာရည်တည်တယ်ပြာရိတ်တော်တိုင်းသက်ရှင်ကျွန်တော်အမှတေချာလုပ်ပေးတယ်ဟင်းချက်ပေးတယ်အကောင်ဆုံးဟင်းချက်ပေးတယ်ပြီးတဲ့အခါမှာ ဟင်းချက်ပေးပြီးတဲ့အပြင်သူ့အကိုအေးတော်ကဲ့သို့အမွေးအမြင်တွေပါလာအောင်လုပ်တယ်။နောက်ပြီးတော့သူ့အကိုရဲ့ဝဲလုံးဝတ်တော့အနတ်ကလည်းသူ့အကိုရဲ့အနတ်ဟာသူ့ဖေမျက်စိမုံပြီးဆိုတော့ကန်ကြည့်တော့လဲအမွေးအမြင်တွေနဲ့အင်းအတန်တော့ຢာကုတ်တာမယ်။နော်ဤဇာဤဇာတမမီးတဲ့အတန်ကတော့ຢာကုတ်တာပါပဲ။ဒါပေမဲ့အမွေးအမြင်တွေရောအနတ်တွေရောအတူတူပဲဆိုပြီးတော့စားပြီးတော့သူဟာ ကောင်းကြည့်ပေးလိုက်တယ်ဆိုတဲ့အကြောင်းတွေ့ရတယ်။ဆိုဒီနေရာမှာရဘကာရဘကာကိုကျွန်တော်ကြည့်တဲ့အခါမှာလေမိခင်တယောက်ဟာသူ့ရဲ့ one byte ထဲကနေကိုလလုံးလုံးလွယ်ထားတဲ့ဒီသားနှစ်ယောက်လုံးကိုသူအတူတူမချစ်ဘူးလားလို့မင်းကျွန်တော်စဉ်းစားပါတယ်ချစ်မှာပါနော်ဘယ်မိခင်မှဟိုတောက်ပူချစ်တယ်ဒီတောက်ပူချစ်တယ်ဆိုတာတော့မရှိတော့ပါဘူး တော့ရှိရင်တောင်မှသူရဲ့အခြေအနေလေးအကြောင်းလေးဖြစ်နိုင်တယ်။ဒါပေမဲ့ကျွန်တော်စဉ်းစားတဲ့ Rebecca ဒီသားနှစ်ယောက်လုံးကိုချစ်နိုင်တယ်။ဒါပေမဲ့ Rebecca ရဲ့အဓိကယက်တီရာချင်းယာကုပ်ပေါ်မှာယက်တီရာချင်းအကြောင်းရင်းကပါလဲဆိုတော့ဖျားစကားအကြောင်းဖြစ်တယ်။ဆိုတော့ဒီနေ့ကျွန်တော်ယုံကြည်သူတွေအားလုံးနဲ့အတူတူပေါ့ဝိညာဉ်ပကတိကိုလည်းချစ်လားဆိုတော့အယံချစ်တယ် ကိုယ့်ရဲ့ဇာတိပဂရီကိုလည်းချစ်လာဆိုအယံချစ်တယ်။နော်ကားတိုင်းမှာနေ့တိုင်းတက်ဖို့ရန်အတွက်ပြောပြီးဆိုလို့ရှင်တော့အာမင်လို့တော့ဝန်ခံပေမဲ့ဇုံကထွက်သွားတဲ့အခါမှာဇီဝေစီဝေချင်းကနေထွက်သွားတဲ့အခါမှာအရှင်တိုင်းလေးပြန်ဖြစ်နေတတ်တယ်။ဆိုတော့ပဂတိနှမျိုးလုံးကိုကျွန်တော်တို့ချစ်လို့ရပါတယ်။ဒါပေမဲ့ပဂတိနှမျိုးလုံးနဲ့ကျွန်တော်တို့အမွေကိုဝင်လို့မရဘူး။ ရာကုတ်ကောင်းကြီးခံစားဖို့ရန်အတွက်ဖခင်ကအဲ့ဒီလမ်းကြောင်းကိုကြိုတိပြီးသားဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်ရေဘကာဟာရာကုတ်ကိုပဲရွေးချယ်တာဖြစ်တယ်။ညီကောင်မတော်တို့ကျွန်တော်ရဲ့အသက်တာထဲမှာလည်းပဲသာဝရကောင်းကြီးမင်္ဂလာခံစားဖို့ဟာကျွန်တော်ဝိညာဉ်ပဂတိပဲဆိုတာကိုဖခင်ကသိတယ်။ဒါကြောင့် ျွန်တော်တို့ကဝိညာဉ်ပဂတိကိုပဲရွေးချယ်ဖို့ရန်အတွက်ရေဘက်ခာကဲ့သို့ဝိညာဉ်ဉာဏ်ရှိဖို့ရန်အတွက်လိုအပ်တယ်ကျွန်တော်တို့ဝိညာဉ်ပဂတိကောင်းကြီးခံစားဖို့ရန်အတွက်ဇာတိပဂတိမှာဘလို့ပဲကြိမ်ချင်းခံခံဘလို့ပဲအပြက်ခံခံကျွန်တော်တို့ကခံရတဲ့တတိရှိဖို့ရန်အတွက်လိုအပ်တယ်ယာကုတ်ယာကုတ်ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာယာကုတ်ဟာခုနကတော့ဘတ်ဒရိုက်ပေါ့နော်မွေးရပါအခွင့်ရေးဟာ ရာကုန်းဟာကောင်းချီးမင်္ဂလာခံစားနေဆိုတဲ့လမ်းကြောင်းဟာဖယားကသူ့မွေးခင်ကလေးကဂျူတိဂျုံမြင်ပြီးသားဖြစ်တယ်။အဲ့ဒီအရာကိုဂျူတိအနေနဲ့ရာကုန်းဟာမိမိရဲ့မွေးလာတဲ့အခွင့်အရေးကိုတန်ဖိုးမထားဘဲနဲ့ဟိုးအကူအီတော်ရဲ့မွေးရပါအခွင့်အရေးကိုသွားစိတ်ဝင်စားတဲ့အခါမှာနှစ်ပေါင်း20နီနီ သူ့ဦးလေးအိမ်မှာကြုံဘဝအနေနဲ့အချိန်ကုန်ခဲ့ရတယ်ဆိုတဲ့အရာလေးကလည်းကျွန်တော်တို့သင်ခန်းစာယူစရာရှိတယ်။တကယ်တော့ຢາກົກຕາຕຸອະກູກູກະໄລກະຈິມຈາແກ່ຕຸອະກູກູກໍປີກູຈິນາຕຸອະກູເຍອ່າມວຍາບາຂຸນຍີກູຢາຈິນແນະຕະບໍຕະບາວະກູມາຢູ່ເຂບູສຸລຸຊິນໍຕຸອຶດຕຸຍະບໍວະຕຸຍະອະຊິນຍີຫາ သူ့ရဲ့ဦးလေးအိမ်မှာနော်ဦးလေးရဲ့ကလင်ကြေးကြချင်းကိုသူပြန်ခန်းစားဖို့ရတော့မရှိပါဘူး။ဒါကြောင့်မလို့ယာကုပ်ရဲ့အသက်တာမှာကောင်းကြီးမင်္ဂလာခန်းစားခဲ့ရပြီမဲ့သူ့ရဲ့တပါးသူကို immediate ပေါ့နော်တပါးသူရဲ့မွေးရပါအခွင့်အရေးကိုတတ်မှတ်တယ်ရယူခဲ့ခြင်းကြောင့်နှစ်ပေါင်း20ခန့်နှိပါနော်သူ့ဦးလေးမှာကျွန်ဘဝနဲ့ဖြတ်တန်းခဲ့ရတယ်သူ့ဘဝတစ်လျှောက်လုံးဟာ သူ့အိမ်ပြန်လန်းခီးမှာသူ့ကိုသူ့ကိုဗာများလှုပ်လိမ့်မလဲဆိုရဲစိုးရင်စိမ့်နဲ့ဖျားနဲ့ထက်ခါထက်ခါနဖူးတွေတူတွေတွေ့တယ်။သွားတုံးကလည်းတွေ့တယ်။အပြန်လမ်းမှာလည်းတွေ့တယ်။ဖျားနဲ့တော့နပန်းလုံးခဲ့တဲ့လူရဲ့အသက်တာထဲမှာညင်ဝတ်ချင်းချမ်းသာမရှိခဲ့ဘူး။ဆိုတော့ဒါကြောင့်မလို့ဒီညမှာကျွန်တော်အသက်တာမှာဒီလူလေးယောက်မိသားစုတစုတည်းမှာရှိတဲ့ဣဇက်ရဲ့အသက်တာ ရေဘကာရဲ့အသက်တာဟိုအီတိုရဲ့အသက်တာယာကုပ်ရဲ့အသက်တာအဖြစ်ကျွန်တော်တို့သင်ခန်းစာယူစရာအများကြီးရှိတယ်ဒီအရာလေးနဲ့ကျွန်တော်သင်ခန်းစာရတယ်ဆိုတော့အီဇေရဲ့အသက်တာဟာသူ့ရဲ့သားတွေကိုကောင်းချီးပေးတဲ့အခါမှာဖရာစကားပုံမှုတည်ပြီးတော့ကောင်းချီးမပေးခဲ့ခြင်းကြောင့်မိမိကိုယ်တိုင်ဟာလက်ဖျားခြင်းကိုခံစားခဲ့ရတယ်နောက်ပြီးတော့ အတာဤတော့ကြောင့်စိတ်ပူပန်ခြင်းကိုခံစားခဲ့ရတယ်။ဆိုတော့ river ကတော့ဖျားရဲ့စကားပေါ်မှာယက်တီခဲ့တဲ့အတွက်ကြောင့်ယာကုတ်ကောင်းကြီးမင်္ဂလာလမ်းကြောင်းတဲကိုနော်ရယူအောင်တနည်းအားဖြင့်ပြောရင် river ကဖြစ်လာတဲ့ဖျားရဲ့ရည်ရွယ်ချက်ပြည့်စုံသွားတယ်။ယာကုတ်ရဲ့အတ္တမှာအဲဤတော့ရဲ့အတ္တမှာမိမိရဲ့ဖျားပေးထားတဲ့မွေးရပါခွင့်ရကိုမတိမဲ့မြင်ပြုခြင်းအပြင်သူဘဝဟာ ကြီးပွားလာဆိုတော့ကြီးပွားတယ်ကောင်းစားလာလို့ပြောရင်ကောင်းစားပါတယ်ဒါပေမဲ့သူဟာရကုတ်ရသူရမဲ့ကောင်းကြီးဟာရကုတ်လက်ထဲကို ရောက်သွားတာဖြစ်တယ်ဆိုတော့ရကုတ်ရဲ့အတ္တမှလည်းကောင်းကြီးခံစားမဲ့သူဖြစ်တဲ့တပားသူရဲ့เนาะတပားသူရဲ့မွေးရပါအခွင့်အရေးကိုစိတ်ဝင်စားခဲ့ခြင်းကြောင့်နှစ်ပေါင်းများစွာဦးလေးရဲ့အိမ်မှာကျွန်ဘဝအနေနဲ့နေထိုင်ခဲ့ရတယ်။စိုးရိမ်စိတ်တွေနဲ့မိမိရဲ့ဒေသကိုပြန်လာခဲ့ရတာဖြစ်တယ်။ဒါကြောင့် ဒီနေ့ညမှာနှုတ်ကပတ်တော်ကိုအဆုံးသတ်မယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ရဲ့အားလုံးရဲ့အသက်တာမှာဘုရားဟာဒီနေ့ကျွန်တော်တို့ရဲ့ပုံစံတိုင်းဘုရားကကျွန်တော်ကိုဖြစ်ပွားစေတာဟာအကြောင်းပင်မဟုတ်ကျွန်တော်တို့အထက်ကခရစ်တော်ကိုပေါ်ထုတ်ဖို့ဖြစ်တယ်နော်တပါးသူတွေကခရစ်တော်ကိုကျွန်တော်တို့ကခွန်အားရတယ်တိဆောက်တယ်ဝမ်းမြောက်စရာကောင်းတယ်ဒါပေမဲ့ကျွန်တော်အထက်ကခရစ်တော်ကိုလည်းကျွန်တော်ပေါ်ထုတ်ဖို့ဖြစ်တယ် ကျွန်တော်ကိုဖျားပေးထားတဲ့မွေးရပါခွင့်ရကိုကျွန်တော်ဒီမြေကြီးပေါ်မှာအသက်ဆင်းဆင်းမှာဖျားကြီးရွေချက်အကျံစီနဲ့ဖျားရဲ့အလိုတော်ဟာကျွန်တော်ပေါ်မှာပြည့်စုံပွင့်ရန်အတွက်မိသားစုဝင်ရောက်ချင်စီတိုင်းကိုဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာခံစားပွင့်ရန်အတွက်ဤနေရာကနေနှုတ်ကပတ်တော်ကိုမြတ်တာဖြင့်ဆီစဉ်ပါတယ်အားလုံးဖျားကောင်းကြီးရှိပါစေအာမင်